မင်္ဂလာပါရှင်ဒေါက်တာမြန်မာကျန်းမာရေး website မှာကြိုဆိုပါရစေဒီစီစဉ်လေးကနေတဆင့်ကိုဝင်ပက်လိုက်သတိသားလေးကြီးထောက်ဖွံ့ဖြိုးလာပုံအစဉ်စဉ်နဲ့ဖဖေမေမေတို့တည်ထားတဲ့ဆောင်းရံဆောင်းရံလေးတွေကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်အခုဆိုရင်တော့ကိုဝင်၅ဘက်မြောက်နဲ့၆ဘက်မြောက်အကြောင်းကိုဖဖေမေမေတို့ကိုပြပြပေးသွားမှာပါရှင်ကိုဝင်၅ဘက်မြောက်မှာ ခလေးလေးဟာအရွယ်စားသိငယ်သေးပေမဲ့နှလုံးအုံနောက်အာယုံကျောမှကြီးကြွက်သားနဲ့အရိုးတွေစတင်ပေါ်ပေါက်လာနေပါပြီ ကလေးကိုအာဟာရပေးမဲ့အချင်းနဲ့နှွေးထွေးလုံခြုံမှုတွေပေးပြီးလွယ်လွယ်ကူကူလှုပ်ရှားနိုင်မှုကိုကူညီပေးမဲ့ရေမွားအိတ်ဟာလည်းဆက်လက်ကြီးထွားလာနေပါပြီရှင်။ချက်ကျိုးဟာကလေးနဲ့မိမိအကြားကသွေးလက်ပတ်စီစဉ်စေဖို့အတွက်အသင့်ရှိနေပါပြီ။ကိုဝင်၅ဘက်မြောက်မှာမိမိအတွက်ကတော့မိမိအားဆိုရင်အခုကိုဝင်ရဲ့ရှေ့ပြေးလက္ခဏာရက်တွေကိုစတင်ခန်းစားနေရပါပြီ။ ပထမဦးဆုံးအနေနဲ့ပြူရာ NRA ဖြစ်ပါတယ်။မနက်ခင်းမှာအဖြစ်များတတ်ပါတယ်။ဒါပေမဲ့ဘယ်အချိန်မှဆိုလဲဖြစ်နိုင်ပါသေးတယ်။ဒါပြင်ရင်သားတွေတင်းမိနာတာတွေ၊နိုတီးကောင်းတွေမဲလာတာတွေ၊မကြာခဏစီးသွားတာတွေ၊လှုပ်ရှားမှုအနည်းငယ်လုပ်ရုံနဲ့မောပန်းလွေတာတွေကိုခံစားရတတ်ပါတယ်ရှင်။ခုဆက်လက်ပြီးတော့ကဝင်6ပတ်မြောက်မှာကလေးနဲ့မိမိဘလို့တွေပြောင်းလဲလာလဲဆိုတာပြပြပေးပါပါရှင်။ကလေးလေးဟာဆိုရင်တော့ဖားလောင်လိုပုံစံလေးဖြစ်နေမှာပါ။မျက်လုံးနဲ့လက်ထိတ်ခြေထိတ်လေးတွေပေါ်လာပါပြီ။ အထရာဆောင်ရိုက်တဲ့အချိန်မှာတော့ဆရာဝန်ဟာခလေးနှလုံးခုန်တံကိုနားထောင်ကြည့်ပါလိမ့်မယ်။ကိုဝင်ဆောင်ပြီးရက်ပေါင်း18ရက်ကနေ56ရက်ထိဟာခလေးလေးအတွက်အရင်ကြီးဆုံးအချိန်လေးဖြစ်ပါရဲ့ရှင်။အကြောင်းကတော့အဲ့ဒီအချိန်မှာတစုံတစ်ခုဖြစ်ခဲ့ရင်ခလေးရဲ့ပုံမှန်ကြီးထွားမှုဆိုင်ရာဖြစ်စဉ်တွေကိုထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ကဝင်၆ဘက်မှာမမေးရဲ့အကြောင်းလေးကိုလည်းပြပြပေးပါမယ်။မမေးရဲ့ကိုလေးချင်းဟာအနေငယ်တက်လာပါလိမ့်မယ်။ ပြုတ်နေအနေလို့အစားအသောက်တွေမစားနိုင်လို့ကိုလေးချိန်ကြသွားခဲ့ရင်လည်းစိတ်မပူပါနဲ့ဒါဟာပုံမှန်ပါပဲခန္ဓာကိုယ်မှာတော့ပြောင်းလဲမှုအနေငယ်လေးရှိပါမယ်အင်ကြီးလေးတွေခါးနာမှာနည်းနည်းကျက်လာမယ်ခါးလေးတွေတုတ်လာမယ်ရှင်သားတွေကြီးလာပါလိမ့်မယ်ဆရာဝန်နဲ့ပြရင်တော့မိမိရဲ့တအင်းအရွယ်စားကိုဆရာဝန်ကတိကျဆန်းစပ်ကြည့်ပါလိမ့်မယ်ရှင်ကိုယ်ဝင်၅ပတ်မြောက်နဲ့၆ပတ်မြောက်မှာသတိထားရမယ့်အချက်တွေအနေနဲ့ကတော့ကိုဝင်ရှိပြီဆိုတာနဲ့တားဖွားမိရဲ့ဆရာဝန်နဲ့ကြက်တာတင်ပါတယ် ကိုဝင်စောစောအချင်းနဲ့ရချင်းအတိုင်းပုံမှန်သွားပြခြင်းတို့ဟာမိခင်နဲ့ကလေးရဲ့ကျန်းမာရေးအတွက်အရန်ကိုအရေးကြီးပါရဲ့ရှင်။နေ့စဉ်ပုံမှန်ကျန်းမာရေးနဲ့ညွတ်တဲ့အစားအသောက်တွေကိုစားရပါမယ်။ Folic acid နဲ့ကိုဝင်ဆောင် အာဆီတွေကိုတောက်သုံးရပါမယ်။ဆေးလိမ့်နဲ့အရက်ကိုတောက်ထိုင်တော့လုံးဝဖျက်လိုက်ပါတော့လို့အကြံပြုရစီရှင်။အခုဒီစီစဉ်အားဆိုရင်ကိုဝင်၅ဘက်မြောက်နဲ့၆ဘက်မြောက်အကြောင်းကိုပြပြမေမေတို့တက်ပြပြပေးခဲ့တာဖြစ်ပါရဲ့ရှင်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။